အလုံးမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပြီးတော့မကြောက်ရအောင်တော့ဒီရုရှားနေနေပေါ့လေဒီမှာနေမှာရင်းနဲ့ဆိုင်ကန်းရင်းနဲ့ချက်ဆက်ရုံဒါဒီဆောက်ရအပောင်းပေါ့လေအတော်ဝဲအထူးစီးပွားရေးဆုံးမှာရင်းနှီးမြှုပ်နှံဖို့အတွက်ဘိုးတူလက်မှတ်ရေးထိုးခဲ့ရတယ်ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဘိုးကသုံးသပ်ပြတော့ဖြစ်ပါတယ်အဲ့တော့ဒီဒါကမပြောခင်မှာပေါ့လေအထူးစီးပွားရေးဆုံးနဲ့ဒါစီးပွားရေးဆုံးဆိုတာဘယ်လိုမျိုးလဲဆိုတာပတ်သက်ပြီးတော့ဒါအနည်းငယ်ပြတော့ဖြစ်ပါတယ်ဒီအထူးစီးပွားရေးဆုံးဆိုတာတော့ဒီဒီတက်မှတ်တယ်ပေါ့လေဒါနိုင်ငံနေနေမှာအတွင်းမှာဒါဒီတရားဥပဒေနဲ့ဒါစီမံအုပ်ချုပ်ရတဲ့ဒါနေရာတစ်ခုပဲဖြစ်ပါတယ် ဆိုတော့အဲ့နောက်မှာပေါ့လေဒါကင်းလို့ဇုံလေးဒါလုပ်ငန်းဖြစ်နေဇုံနဲ့ဒီလုပ်ငန်းလိုအပ်ချက်အရာပေါ့လေဒါတိကျဒီအခါအားလို့ဆိုတာသတ်မှတ်တယ်ဒါအခြားသောစီးပွားရေးဇုံလေးဆိုပြီးတော့ဒါတည်တည်ရှိကြတာဖြစ်ပါတယ်ဆိုဒီကဘာပေါ်မှာဒီ1960ခုနှစ်ကလည်းစပြီးတော့ပေါ့လေကဘာလုံးဆိုင်ရာဒီလွတ်လပ်စွာကွန်ဆန်ဟိုအတွက်ဒီဖွံ့ဖြိုးဆဲနိုင်ငံတွေကပေါ့လေဒါကုန်ထုတ်လုပ်မှုနဲ့ဒါကွန်ဖရင့်ပြုမှုဒါကွန်ရက်တွေကိုဒါပေါင်းစပ်နိုင်ဖို့အတွက်အထူးစီးပွားရေးဆောင်ကိုဒါကဘာနဲ့မှာဒီဆက်ွက်ရတာဖြစ်ပါတယ်။အဲ့တော့ဒီအဲ့နောက်ပိုင်းပေါ်လေဒါဆယ်စုနဲ့၃ခုလောက်ဒီ စပြီးတော့ပေါ့ဒီအချက်တော်အားချက်ပါလေဒါဒါရီဝါဒါအောင်ပြုနေလို့ပြတ်ပေါ့လေဒါအထူးစည်းဝါးရေးဇုံတွေကိုဒါတတ်တင်ရတာဖြစ်ပါတယ်ဆိုရင်မြန်မာနိုင်ငံမှာကြတော့ဒါအထူးစည်းဝါးရေးဇုံဒီ၆နိုင်ငံပေါ့ပြတ်ဒါ1990ဆိုပဲလောက်နဲ့စပြီးတော့ဒီစတင်ခဲ့ကြတာဖြစ်တယ်ဆိုတော့ဒီမြန်မာနိုင်ငံမှာပေါ့လေဒါအထူးစည်းဝါးရေးဇုံဒါဒေသတွေအဖြစ်နဲ့တီလဝါတို့ကြောက်ပြူတို့ဒဝဲတို့ဒါမြကျင်းတို့လိုဒေသတွေကိုဒါအထူးစည်းဝါးရေးဇုံဖြစ်နဲ့အသတ်မှတ်ခဲ့ကြတာဖြစ်တယ်တော်ဒီတီလဝါရဲ့ကြောက်ပြူရဲ့ဒဝဲရဲ့ဒေသတွေကိုဒါအထူးစည်းဝါးရေးဆိုတာဖြစ်နေပေါ့လေဒါအောင်မြင်တဲ့ အလုပ်ဆောင်နိုင်ခဲ့တယ်ဆိုတော့ဒီနေ့ချင်းတဲ့ဒေသတွေမှာဒေနေတဲ့ဒီပခတ်တွေကြောင့်မို့လို့ဒါဒီနေချင်းတဲ့ဒုစီဝါးရေးဆောင်ကို2019ခုနှစ်မှာပိတ်သိမ်းနေတာဖြစ်ပါတယ်။အဲ့တော့ဒီ6ခုဒုစီဝါးရေးဆောင်ကပေါ့လေအာရှအာဖရိကနဲ့ဥရောပတိုက်ကြီးတွေနဲ့ပါဆက်သွင်းနိုင်မဲ့အကုန်လုံးအချက်အချာနေရာတစ်ခုဖြစ်ပြီးတော့ဒါဒီလိုအထူးစီဝါးရေးဆောင်ကတော့ဒါအထူးစီဝါးရေးဆောင်ရဲ့အတက်ရောက်တစ်ခုဖြစ်နေတာတိုးတက်နေပြီဖြစ်ပါတယ်။ဒါဒီနေရာမှာပေါ့လေဒါတော့အထူးစီဝါးရေးဆောင်အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါနှင်းငယ်ဒါပြပတ်တော့ဖြစ်ပါတယ်။ ဲ့တဝဲထူးစည်းပွားရေးဇုံဆိုတော့1800ခုနှစ်မှာပေါ့ဒီမှာအစိုးရနဲ့ဒါထိုင်းအစိုးရဒီကနဦးဒါဆောင်ရွက်ခဲ့တဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်ဆိုတော့ဒီအဲ့စီမံကိန်းအတွက်ပေါ့လေပေါဝင်ဖို့တဲ့ကုမ္ပဏီတွေကိုလည်းဒါဖိုက်ရခဲ့တာရှိရပေါ့လေဆိုတော့ဒီ1800ခုနှစ်မှာပေါ့လေဒါအဲ့နှစ်မှာပဲဒါဒီဒီထိုင်းဘက်ကပေါ့လေဒါအီတလီယန်ဒါထိုင်းကုမ္ပဏီနဲ့ဒီမှာဒီစိုက်ကန်အာနာဘန်ရနေပြီးတော့ဝတ်တွင်ကြတဲ့ရရှိပြီးတော့ဒါအဲ့စီမံကိန်းကိုဒါစခဲ့ကြတာဖြစ်တယ်ဒါဒါမဲ့လို့ဒီ2013ခုနှစ်မှာပေါ့လေဗန္ဓာရေးဆိုင်ရာတက်ကွမှုကြီးကြောင့်မို့လို့အဲ့ဒီစီမံကိန်းကို ရခဲ့ရတာဖြစ်တယ်။အဲ့တော့အဲ့နောက်ပိုင်းပေါ့လေ2015ခုနှစ်မှာအာဒီအဲ့ဒီစီမံကိန်းကိုပေါ့လေဒါဒေါ်ရင်နဲ့အထူးစီမံကိန်းကိုဒါပြန်စဖို့တော့အဲ့ဒါဂျပန်ကြီးကနေပြီးတော့ပြန်ပြီးတော့ဒါညှိနှိုင်းတာဆွေးနွေးလာခဲ့တာရှိရတယ်။အော်ဒီအမေရိကန်2019နှစ်မှာပေါ့လေဒါဒီအဲ့ဒီစီမံကိန်းကိုပေါ့ဒီပြန်ပြီးတော့ဒါစပြီး run ခဲ့တယ်ပေါ့လေပြန်ပြီးတော့စပြီးတော့ဒါဒီလုံဆောင်ခဲ့ကြတယ်။ဆိုတော့ဒါမဲ့လို့ဒီ2021ခုနှစ်မှာကြာတော့ပေါ့လေဒါဒီအီတလီယန်ဒါထိုင်းကုမ္ပဏီတွေနဲ့ဂျပန်ကြီးဆိုင်ရာတက်ကွမှုကြီးဂျပန်ကြီးအထောက်ထားဒါမတင်ပြနိုင်ကြတယ်နဲ့ပတ်သက်ပြီးတော့ ီတော့အထူးစီးပွားရေးဆောင်မှုဒါဒုတိယတစ်ကြိမ်ပေါ့လေထပ်ပြီးတော့ဒါရက်ဆိုင်ခဲ့ရဖြစ်ပါတယ်အဲ့တော့တကယ်တော့ဒီတော့အထူးစီးပွားရေးဆောင်မှုပေါ့လေဒါကနအုနဲ့ဒါပြင်မဆိုရယ်နှစ်ပိုင်းအခွဲထားခဲ့တာဖြစ်တယ်ဆိုတော့ဒီကနအုအစင်ပေါ့လေဒါ၂၀ကွန်တာစတိုးရမှန်အတွင်းမှာမူလခံမှန်းချက်ဖြစ်တယ်ပေါ့လေဒါအမေရိကန်ဒေါ်လာ1ဘီလီယံတန်ဖိုးရှိတယ်ဆက်မှုဆောင်လေးဒါအားပေးဆက်ယုံလေးရင်းနှီးစိုက်ကန့်နဲ့ဒီ LNG အတန်းငွေရေစိုက်ကန့်တွေအပောင်ပေါ့လေဒါအခြေခံအဆောက်အအုံတွေဒီဆောက်နိုင်ဖို့အတွက်ဒါရထားတဲ့စီမံကိန်းချင်းတစ်ခုဖြစ်ပါတယ် ့ဒီအောင်မြင်တဲ့ဒါတိဆောက်ဒါဖိစီနိုင်ခဲ့မှာဆိုလို့ရှိရင်တော့ဒီအရှိတောင်အရှာမှာဒါအကြီးဆုံးဒါရေနဲ့စကန်ကြီးဖြစ်လာမှာဖြစ်တယ်လို့ဒီအရှိတောင်အရှာရဲ့ဒါအကြီးဆုံးဒါရေနံဓာတုဆက်မှုကြီးတဲ့ဖြစ်လာမှာဖြစ်ပါတယ်။ဟောဒါပြင်ပေါ့လေဒါ AGC လို့ခေါ်ရပေါ့လေ Asia Africa Growth Corridor ရဲ့ဒါအဓိကဒါစကန်ကြီးလဲဖြစ်လာမှာဖြစ်ပါတယ်။တော့ဒီတဝယ်ရေနဲ့စကန်ပေါ့လေဒါအထူးစီးပွားရေးဘုံကြီးကစင်ကာပူဟောင်ကောင်စကန်ကြီးတွေလို့ဒါနိုင်ငံခြားသင်္ဘောဒါအဝင်ထွက်တင်တာမကပါနဲ့။ကွန်တိန်နာကြီးတွေပေါ့ပါ ါတင်နိုင်တဲ့ဒါတိုးလောင်းထားနိုင်တဲ့အပြင်ဒါ single single ပေါ့လေဒါဆက်လက်ပြီးတော့ထုတ်ဝေဖြန့်ဖြူးနိုင်တဲ့ data second ကြီးပေါ့လေ distribution center တွေနဲ့လည်းဒါတိဆောက်လာတာဖြစ်ပါတယ်ဒီ the way net second ကပေါ့လေဒါဒီဓမ္မကံရုံနဲ့အခြေပဲတဲ့နင်းတာရတဲ့နေရာမှာဒါတည်ရှိနေတာဖြစ်ပြီးတော့ပြင်ထွက်ပေါက်တဲ့ပေါ့လေဒါအဓိကဒါအချက်ချာကြတဲ့ဒါနေရာတစ်ခုပဲဖြစ်ပါတယ် sorry မဟာမဲခေါင် data ငယ်ပေါ့လေ GMS နိုင်ငံတွေအတွင်းပိုင်းရဲ့ဒါအဝင်ထွက်ဒါခိုက်ပေါက်ဝလို့ဖြစ်နေသလိုဒါဒီဘန်ကောက်မြို့နယ်လဲဒါအဓိက ဒါရှိရင်ဒါပြည့်တဲ့အတွက်မို့လို့ဒါဒီထိုင်းနိုင်ငံရဲ့ဒါကွန်တိန်နာသင်္ဘောတင်ကုန်သွယ်ရေးမှာလည်းရေးပါတဲ့ second တစ်ခုအဖြစ်နဲ့ဖြစ်လာတဲ့အကြောင်းများတယ်ပေါ့။ဆိုတော့နောက်တစ်ခုကတော့ဒီမလကာရေလက်ကြောက်ကိုဖြတ်တန်းเสียမလို့ပဲနဲ့ဒီအိန္ဒိယသမုဒ္ဒရာဒါအရှေ့လေပိုင်းဒေသဥရောပနဲ့ဒီအာဖရိကနိုင်ငံတွေကိုလည်းချိတ်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါရစ်စင်ဒါကွန်စီစင်မှုအာဒီမက်ထရစ်နိုင်ငံပေါ့လေတထောင်ကျော်လေးကိုလည်းဒါကန်တီနိုင်စွမ်းဒါရှိလာနေမှာဖြစ်ပါတယ်။ဒီဒရိုဝေယူနိုက်ဆက်ကန်စီမံရေးရတယ်ပေါ့လေ။ဒါဒီကုတက်အောင်လာလို့ဆိုလို့ရှိရင်ဒါဒီ ပင်လယ်ရေကြောင်းဒါကုန်သွယ်မှုလည်းဒါတုတ်တက်ပြောလာဖြစ်သလိုဒါအဲ့ဒီ data မှာရှိတဲ့ဒါ data ခံရရဲ့ဒါဒီအလောက်ကန်ခွင့်နိုင်ရဲ့ဒါပို့ပြီးတော့ဒါပြလာမှာလို့သိပါတယ်ဒီနောက်တစ်ခုကဘာလဲဆိုတော့ရုရှားနိုင်ငံကနေပြီးတော့ပေါ့လေဒါရင်းနှီးစုံနေလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဒီမန်နိုင်ငံနဲ့ပေါ့လေဒါဒီစိုက်ကန်းဟာဟာရင်ကအနေနဲ့ဒီတိုင်းပြည်ဝင်ဝင်လေဒါတုတ်တက်လာမှာဖြစ်ပါတယ်ဒါဒါပြင်တဲ့ရုရှားနိုင်ငံအတွက်ပေါ့လေဒါ Indo-Pacific data မှာရင်းနှီးစိုက်ကန်းတစ်ခုဒါပိုင်ဆိုင်လာနေပြီးတော့အိန္ဒိယသမုဒ္ဒရာမှာလည်းဒါရုရှားနိုင်ငံရဲ့ဒါအခက်အခဲတွေကိုဒါမြင့်တင်နိုင်တယ်မှာဖြစ်ပါတယ် တော့ဒီဖွံ့ဖြိုးတိုးတက်မှုဒါမြန်ဆန်လာတဲ့ဒါ global south ဒီထဲမှာဒီရုရှားဒီဥစားလွန်မိုးရေးအတွက်ပေါ့လေဒါဒဝေနဲ့စေကစီမံကိန်းကဒါအထောက်အကူဒါဖြစ်လာနိုင်မှာလည်းဖြစ်ပါတယ်ဒီနောက်ဆုံးပြောချင်တာကတော့ဒီအခုဒီရုရှားမြန်မာပေါ်လဲပူးပေါင်းပြီးလုပ်ဆောင်မဲ့အဒဝေရနိုင်စကန်စီမံကိန်းကဒါနိုးနှစ်ဖက်အကျိုးရှိတဲ့စီမံကိန်းတစ်ခုလို့ပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဆိုလို့ရှိရင်တော့ဒီမှာနိုင်ငံနဲ့ပေါ့လေဒါပြည်ပရင်းနှီးမြှုပ်နှံမှုပြုတက်လာမှာဖြစ်တယ်လို့ဒါဒီကုန်သတ်မှုပုံမှန်လိုက်လဲဒါပြုတက်လာမှာဖြစ်ပါတယ်။နောက်တစ်ခုကပါလဲဆိုတော့ဒီ ဒီဝေနေ့ second စီမံခန့်ဟောတာပေါ့လေဒါအောင်ရင်နဲ့အလုပ်ဆောင်နိုင်ခဲ့မှာဆိုရှင် ASEAN ဒေသမှာပေါ့လေအချက်ချာကြတဲ့ second တစ်ခုလဲဒါဖြစ်လာအောင်မှဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီရုရှားအတွက်ပေါ့လေ2019ခုနှစ်ဒါအရှေ့ပြားဒေသစီးပွားရေးပေါ်ရမှာသမရပူတင်နဲ့ဒါဒီဝန်ကြီးချုပ်ဒါမိုရီယိုရဲ့ညညာခဲ့တယ်ပေါ့လေ Vladivostok Channel AFCMC အတွက်ဒါမဟာဗျူဟာရရစ်ပါတဲ့ဒါရင်းနဲ့ second တစ်ခုလဲဒါဖြစ်လာအောင်မှဖြစ်တယ်လို့ဒါကျွန်တော်လည်းသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်